ကဘာပေါ်ကအိမ်မက်အဆန်ဆုံးနေရာလောကကြီးမှာကိုချစ်တဲ့သူနဲ့တစ်ခါလောက်တော့နှစ်ယောက်ထဲလက်တွဲပြီးသွားကျင်တယ်လို့တန်းတားမိတဲ့နေရာတွေကိုပြပါဆိုရင်တော့အခုပြမယ့်ဂရိနိုင်ငံကစန်တိုရီနီကျွန်းဟာနံပါတ်၁ဒါမှမဟုတ်နံပါတ်၂နေရာမှာချိန်မှာတည်ချပါသည်ဘော့စကတီတွေကနေခုံထွက်လာတယ်လို့ကွန်ပျူတာစကရင်စေးဘာရီပေါ်မှာအမြင်မြင်နေရတယ်ဖြူစွတ်စွတ်အိမ်လေးတွေနဲ့အပြာရောင်ခေါင်မိုးကုန်းလေးတွေဒါရီယာလုံးကိုပေါင်းဆက်ပြီးပင်လယ်ပြင်ကြီးကိုအပေါ်စီးကနေကြည့်နေရတဲ့မြင်ကွင်းဟာလူတိုင်းရဲ့အိမ်မက်တစ်ခုလိုပါပဲ ဒါပေမဲ့ဒီလာတရားရဲ့နောက်ကွယ်မှာတော့လူသိမသိတဲ့အသေးကွင်းစရာဇာတ်လမ်းတွေနဲ့ထူးဆန်းတဲ့အချက်တွေအများကြီးရှိနေပါ ರೀ ။ဘာသာဝင်တချက်အနေနဲ့ပြောရရင်လူကြီးမင်းတို့မြင်နေရတဲ့စန်တိုရီနီရဲ့လာချမ်းပုံတဲ့ဟာတာမန်ကျွန်းကျွန်းရဲ့ပုံစံလုံးဝမဟုတ်ပါဘူး။ဒါဟာအသေးကွင်းကြီးမွားသွားတဲ့ကျွန်းကျွန်းရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါ ರೀ ။လွန်ခဲ့တဲ့နှစ်ပေါင်း3600တမိုင်းမတင်မီခေတ်ကားပေါ်ဗျာ။ဒီနေရာမှာအရာမမီးတောင်ကြီးတစ်လုံးပေါက်ကွဲခဲ့ပါ ರೀ ။ ဒီပါဝဲမှုကဘလောက်တောင်မှပြင်းထန်တယ်လဲဆိုရင်ကျွန်းရဲ့အလေဘဟုနှလုံးသားလို့ပြောလို့ရတဲ့နေရာကြီးတစ်ခုလုံးကြေမွားပြက်စီးပြီးပင်လယ်ထဲကိုနင်းမြုပ်သွားခဲ့ပါသည်။ပြီးတော့မှပင်လယ်ရေတွေကအဲ့ဒီကွက်လက်ကြီးထဲကိုဝင်လာပြီးကယ်ဒီရာလို့ခေါ်တဲ့အေယာမမီးရောင်ဝါကြောင့်ကဘာကြီးဖြစ်သွားတာပါ။အခုနာမည်ကြီးနေတဲ့ဖီရာတို့အယာရုဆိုတဲ့မျိုးလေးတွေဆိုတာအဲ့ဒီမိတောင်ပေါက်ကွဲမှုကြီးရဲ့တန်ရာဖြစ်ချန်ခဲ့တဲ့ဂျောက်ကဘာဆွန်ကြီးရဲ့အစွန်မှာငါပြုတ်မကြဘူးဆိုတဲ့ပုံစံနဲ့အသေးရစရာတိဆောက်ထားတာပါ။ ဒါကြောင့်လေဒီမျိုးတွေကမြေနေရာရဲ့ပင်လယ်မြေငွေဟာတခြားဘေးနေရာနဲ့မှမတူတမှုထူးခြားနေရတာဖြစ်ပါ ರಿ ။ပြောရရင်တော့အသေးကွေးရွာကနေမွေးဖွားလာတဲ့အလှတရားတွေပါပဲ။ဆန်ဒိုရီနီကိုရောက်ပြီးအာယာမျိုးကနေဝင်ချိန်ကိုမကြည့်လိုက်ရဘူးဆိုရင်တော့ရန်ကုန်ရောက်ပြီးရွှေတကုံဖျားမဖူးလိုက်ရသလိုပါပဲ။ဒါပေမဲ့ဒီနေရာကနေဝင်ချိန်မှာရိုးရိုးနေဝင်တာမဟုတ်ပါဘူး။ဒါဟာရှိုးပွဲတစ်ခုညနေစောင်းပြီးဆိုတာနဲ့ကဘာအနှံ့ကလူတွေဟာအဲ့ဒီမျိုးလေးရဲ့အကောင်းဆုံးဆိုတဲ့နေရာတွေမှာနေရဦးဖို့အတွက်နိုင်ပေါင်းများစွာကြိုတင်ပြီးတန်းစီဆောင်ဆိုင်ကြရပါလိမ့်။ ရန်ကုန်မှာနာမည်ကြီးမုံဆိုင်ဒီဇိုင်းတန်းစီရတာထက်အများကြီးပိုဆိုးပါရီနေလုံးကြီးက AGM ပင်လယ်ရဲကိုတဖြည်းဖြည်းချင်းနှိမ့်မြုပ်သွားတဲ့အခါခေါင်းငင်ကြီးတစ်ခုလုံးကပန်းရောင်လိမ္မော်ရောင်ခရမ်းရောင်တွေအဖြစ် စက္ကန့်နဲ့အမျှပြောင်းနေသွားပြီအဲ့ဒီအရောင်တွေကဖြူဖွေးနေတဲ့အိမ်လေးတွေပေါ်ပြန်ဟက်နေတဲ့မြင်ကွင်းကတော့တကယ်ကိုမော်ဆန်ပါရီနေလုံးပြောက်ကွေသွားတာနဲ့လူတွေအားလုံးကလက်ခုပ်တီးပြီးအားပေးကြတဲ့အထိပါပဲဒါဟာကဘာပေါ်က relationship group တွေကနံပါတ်1ဖြစ်နေတာလေစမ်းတော့မစမ်းပါဘူးပုံမှန်အဖြစ်ကျွန်းဆိုတာ ။ငွေဆောင်ချောင်းသာရီလိုတဲဖြူဖြူကန်းချီလေးတွေကိုမျက်စီရဲပြေးမြင်မိကြမှာပါ။စန်တိုရီနီမှာတော့အဲ့လိုမမျော်လင့်ပါနဲ့။သူကမီးတောင်ကျုံးပြ။ဒါကြောင့်မလို့ကန်းချီတွေကလည်းသူ့လိုပဲခေါ်ပါရီ။ Rubbish ဆိုတဲ့ကန်းချီနီဆိုတာရှိပါရီ။နာမည်တိုင်းပဲသူ့ရဲ့နောက်ခံကြောက်ကဘာကြီးတစ်ခုလုံးကအနီရောင်ကြီးဖြစ်နေပြီးတဲရီကလည်းနီညိုရောင်တန်းနေပါရီ။နောက်တစ်ခုကတော့ပယ်ရီစာနဲ့ကာမော်ရီကန်းချီတွေပါ။အဲ့ဒီကန်းချီတွေကပူရောင်စမ်းပါသေးတယ်။တဲရီကအနက်ရောက်မှာ မီးရောင်ပြားတွေကျောက်စရစ်ခဲမဲမဲတွေနဲ့ဖွဲ့စည်းထားတာချီလင်နေတဲ့ပင်လယ်ရေပြာရောင်နဲ့အနက်ရောင်ကန်းကြီးရဲ့စန့်ကျင်ဘက်အလှတရားကတော့ဓာတ်ပုံထဲမှာတော်တော်လေးကိုထင်းနေစေပါရီခုနကပြောခဲ့တဲ့မီးရောင်ပေါက်ကွဲမှုကြီးကကျွန်းကိုချိုးဖဲ့သွားတာမဟုတ်ပါဘူးမြို့တစ်ခုလုံးကိုတမိုင်းတွေကနေဖျောက်ဖျက်ပစ်ခဲ့ပါရီအာခရိုတီရီလို့ခေါ်တဲ့ရှေးဟောင်းမြို့တော်ဟောင်းကြီးတစ်ခုရှိပါရီဒါဟာမီးရောင်မပေါက်ကွဲခင်လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀ကအလွန်တိုးတက်ခင်မိခဲ့တဲ့မြို့ကြီးတစ်မြို့ပါ အဲဒီခေတ်ကလေးကသူတို့တွေဟာနှစ်ထပ်တိုက်သုံးထပ်တိုက်တွေရေစိုးထုတ်တဲ့စနစ်တွေရေအိမ်တွေနဲ့နေထိုင်ခဲ့ကြတာပါဒါပေမဲ့မီးတောင်ပေါက်ကွဲမှုကြီးဖြစ်လာတဲ့အခါအဲဒီမြို့ကြီးတစ်ခုလုံးမီးတောင်ပြားတွေအောက်မှာနှစ်ပေါင်းများစွာမြုပ်နှံပြောင်းဆုံးနေခဲ့ပါသည်ဒါကြောင့်သူကိုဂရီးရဲ့ဖွန်ဖေမျိုးလူတော်မှတင်စားခေါ်ဝေါ်ကြပါသည်ဆိုင်ဝင်စားစရာအကောင်းဆုံးအချက်ကတော့တမိုင်းပညာရှင်တွေနဲ့တမိုင်းဆရာတော်တော်များများကဂရိဒသနပညာရှင်ပလီတိုပြောခဲ့တဲ့ပျောက်ဆုံးသွားတဲ့အက်ဒလန်ဒိတ်မြို့တော်ဆိုတာတခြားနေရာမှာမဟုတ်ဘဲနဲ့ဒီဆန်တိုရီနီကျွန်းပေါ်က ် Agrotiri လို့ခေါ်တဲ့မြို့ကြီးဖြစ်နိုင်တယ်လို့အခိုင်အမာယုံကြည်ထားကြပါလိမ့်။နေဝန်ချောက်ရမယ်ဆိုရင်တော့ Santorini ဟာကမ္ဘာပေါ်မှာအလှအပဆုံး Romantic အဆန်ဆုံးနေရာတွေကတစ်ခုဆိုတာဘယ်သူမှငြင်းလို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့တစ်ခုတော့ရှိပါလိမ့်။သူကလူရာထက်ပိုပြီး Romantic ဆန်လုံးနေပါလိမ့်။ဘေဝဲကြီးကြီးဘယ်နေရာကိုပဲဝင်ထိုင်လိုက်ဝင်ထိုင်လိုက်ကိုဘေးပပတ်လေးမှာနေဝင်ချိန်ကိုအတူတူကြည့်နေတဲ့ဇုံတွေတွေလက်တွဲလမ်းလျှောက်နေတဲ့အတွေ့တွေကြီးပဲတွေ့နေရမှာပါ ဒါကြောင့်လူကြီးမင်းသားဒီနေရာကိုကံမကောင်းအကြောင်းမလားလို့တယောက်တည်းရောက်သွားခဲ့မယ်ဆိုရင်တော့အဲ့ဒီခါကျမှတကယ်အထီးကျန်နေဆိုတာဟာကဘာလာပဆုံးနဲ့အပြုံဆုံးနေရာရဲ့အလေကောင်းပါလေရှင်းတန်းနိုင်နေဆိုတာကိုအစွမ်းကုန်သဘောပေါက်သွားပါလိမ့်မယ်